လဲနေသူထူပေးပါကျွန်တော်မနဲ့လမ်းလျှောက်လဲပတ်စံကိုဘောင်းမိအိတ်ထဲထည့်သွားလေးရှိသည် မနေ့ကကျွန်တော်တသောင်းနံတရွက်နဲ့ငါးထောင်နံတရွက်ထို့နောက်၂၀၀နံ၂ရွက်နဲ့၁၀၀ရံ၂ရွက်ကို၃00စီခွဲကဘောင်းမိအိတ်ထဲထပ်ထည့်သည်တသောင်းနံကလမ်းလျှောက်အပြန်ဈေးဝယ်ရန်စီကုံနေသည် စီတလီတာတဘူးက6500ကျက်ကျက်ဥ5လုံးဝယ်မည်2500ကျက်ပိုသည့်1000ကိုဂေါ်ဘီတို့မဟုတ် ပဲပင်ပေါင်းနဲ့ပဲပြားငါးတောင်နံကစားကြံတာလေးတွေမနှက်စာအဖြစ်စားရန်ပိုရာကိုလမ်းတွင်တီလာရှင်လေးတွေကို တွေ့လင်လူရန်300နှစ်ခေါက်ကဘတ်စကားကအသွားအပြန်ယခုတလောကျွန်တော်နေထိုင်သည့်ရက်ွက်ဝင်းကျင်ကို ကျွန်တော်လမ်းမလျှောက်တော့ ကြာသေးခင်ကလူတယောက်ကို ရိုက်ပြီးဖုန်းလူသွားသည်ဆက်ရောက်အလုဆင်းသည့်ကောင်မလေးတယောက်ကို စိုက်ကဲနှင့်လိုက်ပြီးတိုက်ကာဆွဲချိုးလူသွားသည် ထိုသတင်းတွေက ကျွန်တော်ကို လူပြတ်သည့်နေရာသို့လမ်းမလျှောက်ရန်တတိပေးနေသလိုပင်လမ်းလျှောက်ရန်ကောင်းပြီးလူသူမပြတ်သည့်နေရာတစ်ခုမှာကျွန်တော်နေသည့်နေရာမှဘတ်စကားကို300ကျပ်ပေးစီးပြီးသွားလင်ရောက်သည်ဈေးအနီးမှတ်တိုင်တွင်ဆင်းပြီး ျွန်တော်အသွာခြေလမ်း9000ကျော်နေရာကိုလမ်းလျှောက်သည် ထိုနေရာရောက်လင်ရေကန်ကြီးတကန်ရှိသည် ထိုရေကန်ဘေးတွင် လေးကျင်ကန်းလုပ်သည် ထို့နောက်မူလလမ်းလျှောက်သည့်ဈေးကိုပြန်လျှောက်လာလင်ခြေလမ်း1000ကျော်ဖြစ်သည်မင်းကလပိတ်ရေဆိုင်ထဲဝင်ပြီးထမင်းကျော်စားသည် ထမင်းကျော်ကကြက်ဥနှင့်2000ကျပ်ဖြစ်သည်ကျွန်တော်ကထမင်းကျော်စားပြီးပတ်စံရှင်းရန်ဘောင်းမီအိတ်ထဲလက်နိုင်လိုက်သည် ဘာပတ်စံမျှမတွေ့တော့ကျွန်တော်ထိတ်လန့်သွားသည်ဘောင်းမီဖဲဘက်တွင်ပတ်စံကထဲ့နေကြမသေးကြသဖြင့်ညာဘက်ကိုနှိုက်ကြည့်တော့လဲပတ်စံကမရှိအခက်တွေ့နေရပြီကျွန်တော်မှာဈေးဝယ်ရန်လဲပတ်စံမရှိထမင်းကြော်ဖို့ရှင်းရန်လဲပတ်စံမရှိ နောက်ဆုံးအိမ်ပြန်ရန်ကားကပင်မရှိသေးဘဝကိုရောက်သွားသည်ယခုတော့ငါသည်ဘာကောင်းများမဟုတ်ပြီ။ စားပြီးပတ်စံမရှင်းနိုင်သဖြင့်အရိုက်ပဲခံရမလားအရှက်ပဲအခွဲခံရလိမ့်မလားတိမ်ငယ်စိတ်ကကျွန်တော်ကိုထူပူနေစေတော့သည်ယခင်ကကိုစားပြီးမိသူကရှင်းသွားမှန်းမသိတော့အတွေ့အကြုံတွေမကြာခဏကြုံပူပါသည်ယခုလည်းငါစားထားတာကိုတယောက်ယောက်များရှင်းသွားလိမ့်မလားဟုစိတ်ကူးယဉ်ကြည့်သည်မရှိနိုင်ပါဤနေရာဤဒေတာတွင်ကျွန်တော်စာဖတ်သူတယောက်မျှမရှိကျွန်တော်ကိုတည်သဖြင့် လမ်းတွင်နှုတ်ဆက်သူပင်တယောက်မျှမရှိကျွန်တော်ဘောင်းမီအိတ်ထဲကပတ်စံတထက်သည်ကားပေါ်ကအစင်းတွင်ကပိုင်းအနိုင်ခံလိုက်ရလေသလားသို့မဟုတ်လမ်းလျှောက်ရင်ထွက်ကြသွားသလားကျွန်တော်လည်းမပြောတတ်တော့ပါလက်ရှိကတော့ယခုပြဿနာကိုဖြေရှင်းရပြီလိမ့်မည်နောက်ဆုံးကျွန်တော်မှာတန်ဖိုးအရှိဆုံးဆို၍လက်တွင်ပတ်ထားသောလမ်းလျှောက်လင်သာအသုံးပြုသည့်နိုင်ရည်သာရှိသည် ထုံနာရီကတသိန်းကျော်တန်သည်2000ဘူးလောက်ကိုတော့နာရီကိုအပောင်ထားခဲ့ရင်ရနိုင်ကောင်းသည်ကျွန်တော်ကစပွဲတစ်လုံးနဲ့ထိုင်နေသောဆိုင်ရှင်အတော်ကြီးထံသွားလိုက်ပြီးပြုံးပြလိုက်သည်ရှင်းမလို့လားသူ့လေတန်ကကျွန်တော်ကိုတုံ့လှုပ်သွားစေသည် အမကြီးဒီလိုပါကျွန်တော်ထမင်းကျော်စားထားတာပတ်စံရှင်းမယ်လို့တော့ဘောင်းမီအိတ်ထဲမှာပတ်စံတွေမတွေ့တော့လို့ပါသူက ကျွန်တော်ကိုအေးဆေးစွာကြည့်ရင်အိမ်ကရောထဲလာလို့လားထဲလာပါလေကျွန်တော်မနေ့တိုင်းဒီဈေးမှာလမ်းလျှောက်အပြန်ဈေးဝင်နေကြပါအခုပတ်စံရှင်းစရာမရှိလို့မနေ့ပြန်မှရှင်းရင်ရမလားလို့ပါရပါတယ်ကျမတို့ဆိုင်မှာထိုင်နေကြဖောက်တယ်ပဲခုမပါလဲမနေ့ပြန်မှရှင်းပါကျွန်တော်ဝမ်းသာသွားသည်ရုပ်ရှင်တွေတဲကလို့ပတ်စံရှင်းစရာမရှိဘူးဆိုတဲ့ဖြင့်ရိုက်ပုတ်ဆဲဆိုမှုမျိုးကိုကျွန်တော်မခံရတော့ ကျွန်တော်မှာပြဿနာတစ်ခုကတော့ရှင်းသွားပြီ။နောက်ပြဿနာတစ်ခုကြံသေးသည်။ကျွန်တော်နေသောနေရာကိုဘတ်ကားစီးရန် ကားက300မရှိခြင်းဖြစ်သည်။ကားသမားတွေကတော့ပတ်ဆက်မပါဘူးပြောလှင်ကိုကိုမိုင်ရိုင်းစွာ တုံ့ပြန်ပေးလိမ့်မည်။ကျွန်တော်နေသောနေရာနှင့်ယခုကျွန်တော်ရောက်နေသောနေရာသည်ခြေလန်းအဖျင်နောက်ထပ်6000ခန့်လျှောက်ရပေုံမည်။ကိစ္စမရှိယနေ့စံချိန်နှုံးသစ်တင်မည်။ ခြေလှမ်းပေါင်း16000ကျော်ကျွန်တော်ဘတ်စကားဂိတ်သို့ထွက်လာခဲ့သည်ဦးလေးဦးလေးကျွန်တော်နောက်ကခေါ်တန်ကြားလိုက်ရသဖြင့်နောက်လှည့်ကြည့်လိုက်သည်ကောင်မလေးတစ်ယောက်ကနောက်ကပြေးလိုက်လာသည်ကျွန်တော်ကိုခေါ်နေမှန်းသိသဖြင့်ရပ်လိုက်ပြီးဘာလဲသမီးဟုမေးလိုက်သည်ဦးလေးကိုကားကားလိုက်ပေးတာဘသူကပြေးခိုင်းတာလဲသမီးပေးတာ မနက်တိုင်းဦးလေးနဲ့ကားစီးလိုက်ကြုံနေကြလေတမီးလည်းဦးလေးနဲ့တရက်ွက်ထဲမှာနေတာဦးလေးစောစောကဆိုင်ရှင်ကိုပတ်စံမရှင်းနိုင်လို့ပြောနေတာတမီးကြားတယ်ပတ်စံကကပိုက်နိုင်သွားတယ်နဲ့တူတယ်ဒီမှာပတ်စံ300ကားကကျွန်တော်ဘာပြောရမှန်းမသိလောက်အောင်ဝမ်းသာသွားသည်ပတ်စံ300တည်းယခုကာလတွင်ဘာမှတန်ဖိုးမရှိဟုဆိုနိုင်တော်လဲကျွန်တော်အတွက်မူတိတ်ခါအတွက် အလွန်တန်ဖိုးရှိသောပမာဏတစ်ခု ဖြစ်သွားသည်ဂျေဇုတင်ပါရဲ့သမီးရဲ့ယခုလိုအချိန်အခါတွင် ကျွန်တော်တို့အတွက်ဘာမှ လုံခြုံမှုမရှိစိုးရွစိတ်တွေနဲ့သွာလာလှုပ်ရှားနေရခြင်းဖြစ်သည် ထို့သောသောအချိန်မျိုးတွင်ပြည်သူကပြည်သူကိုစောင့်ရှောက်ရမှာတပါအခြားမရှိအခုလဲကြည့်ကို့မှာစားထားသည့်အတွက်ပတ်စံရှင်းเสียရမရှိအကျိုးအကြောင်းပြောပြသည်ကိုလက်ခံလိုက်သည် ကို့မှာတွားရန်အတွက်ကားကပေးစရာမရှိ ကိုချင်းစာဒီကလေးကကို့ကိုကားကလိုက်ပေးသည်ခဏတာတိမ်ငယ်စိတ်က လူတယောက်ကိုလဲကြလူမတက်ဖြစ်စေခဲ့သည်မှာလက်တွေ့သို့တော်စာနာဓာတ်သူတွေနဲ့တွေ့ပြန်တော့လဲလဲရမှာပြန်ထကာပီတိဖြစ်ရသည်ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ဒီ podcast ကို ACE Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနိုင်စင်နားဆင်နိုင်ပါတယ်။အခုလိုအဖို့တန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့ ACE အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ရင်အေးရ podcast ကို AC Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ ဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာကိုအရင်ခံတဲ့နေစဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာ ဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။